basically သူတို့ဒီ meta matter လေး broke ဖြစ်တဲ့ angela ဗျာ angela ဝန်ဝန်တို့ angela harbusa angela alo hilos အစရှိတဲ့တွဲလုံးတွေက sporting fire တွေမှာအတော်လေးအားကောင်းတယ်ဒါပေမဲ့ဒီ drop index ကိုကိုယ်ဘယ်လိုနည်းနည်းသဘောရလဲအဓိက angela ပါတယ်ဆိုတဲ့အရာတစ်ခုကကိုယ့်ရဲ့ turning point တွေဖြစ်နိုင်သလားဗောဒီကတော့ angela ကတော့ overall share လေးလုံးလို့ကောင်းတယ်เนาะဆိုတော့ gang game တွေမှာပြန်ပြီးတော့ save လို့ရတယ် early game မှာလည်းဒါအသာသေးရနိုင်ရများတယ်ဗောနော်ပြီးတော့1 1 angela ကနည်းနည်းသိုးမှာဗျာပြီးတော့ ်အင်ဂျလာအားလို့ပေါ့နော်ဒီယာတွေကဒီပွဲမှာတော်လေး over standing လုပ်လို့ကောင်းတယ်အားလို့ဒီဒါပြန်ကြည့်လို့ဆိုရင်ဒီ broad drop က mill ကောင်းနဲ့ view ပတ်စုဖြစ်တယ်အဲ့တော့မှအင်ဂျလာလေးပါထွက်ပြီးတော့ပါလာခဲ့တာဆိုတော့ဒီပွဲကတော့ပါနေနဲ့သူတို့ရဲ့ဒီနောက်ဆုံးသောအခွင့်အရေးတစ်ခုလည်းဖြစ်နေတယ် last champ လည်းဖြစ်သွားခဲ့ပြီဆိုတော့ဒါတွေကိုသူတို့စောက်ကြိုင်နိုင်မှာဆိုတာသိရတယ်ဒီဘက်မှာတော့ကြောင်းရယ်သရှင် easy level ပြင်ပြီးထွက်လာသေးတယ် later တော့တော်တော်လေး hairy ကောင်းတဲ့သူတွေဆို hairy ပဲဖြစ်သွားတာလေနော်အဲ့တော့ကြီးကိုပေါင်းပြီးတယ် ီကတော့ဆက်ကြတဲ့ဖိုင်မှာပါတင်အတာလည်းဘူးစိုးစားစံပြူရဲကိုဒီကောက်မှာသူတို့ဆက်ပြတ်ကျင်တာဂိမ်းဝမ်းပါကလေးကအခုကတော့ first land နဲ့ဒူဒူဝဲကျွန်တော်ပါလာဒင်းစင်းသိမ့်ပိုက်သွားခဲ့ပြီဗျာ Rainbow အနေနဲ့တော့ကျွန်တော်လက်ရှိမှာ objective fight တွေဒီဘူးအတွက်သူတို့ ground fire ထွေးလုံးတစ်ခုထုတ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ဒီ first land ရဲ့ objective fight မှာ level ရရှိဖို့အတွက် super light နဲ့ဒူအပ်တယ်အခုတော့သွားနေရတဲ့ gang ကြီးတွေမှာ aim up on each share ကိုကို share ခဲ့တိုင်းနေပဲရှည်စူးစီ key နှစ်ကောင်အထိကိုပါရရှိလို့သွားခဲ့တယ်ဗျာအလီကမက်ချ်ဖိုင်မှာ hero key နှစ်ကောင်လောက်စပြီးတော့ပေးရတယ်ဆိုတဲ့ချက်ကတော့ကျွန်တော်တို့အရင်ကြီးပြေစံကောင်းတိုင်းစပြီးတော့မဟုတ်သေးဘူးဗျာ နော်ရှီဇူတော့မလား T Brock ဒီလုံးဝခဏမှတူရောပဲကောင်းတယ်သူတို့ T for set ဖြစ်သွားမယ်ဆိုပြီးရှင်တော့ Randy Sport တွေနဲ့အနေငယ်လေးတော့ပြန်ပြီးတော့ချိန်ဆောင်မှာပန်းလေးရှိလာတယ်သူတို့က later ပြီးခဲ့တဲ့ပွဲရလို့ပဲ Harry ပြန်ရခဲ့တဲ့ပန်းလေးယူတော့ရှိတယ်ဒီ Harry က Ivan Giu ရော Cherokee ရောဒီ Solo K ကြီးလိုက်ပြီးတော့ကောက်ခဲ့တဲ့အထိကိုမှပြီးခဲ့တဲ့ game 1မှာတောက်ပခဲ့ကြဒီကွမ်းမှာတော့သူကတကယ်လေးတော့အသိအပြန်ပြီးတော့အချိန်ဆက်ဖို့လိုတယ်သို့တူပဲ ဒီဘက်ရဲ့ quarter ကလေးဒီ2000တိုင်မင်တော့ပြန်ရမယ်အခြေအနေတခုကိုလည်းပြန်ဆောက်မှုတော့လိုမှာဗျာအဲ့ဒီအဲ့ဒီခါကြမှာပဲ Ryan Eastwood ဘက်ကပြန်ဖိုက်လေးကျွန်တော်တို့ဖော်ဖော်တီတီပြန်သွားတာပိုကောင်းမယ်ပေါ့နော်အားလိကိမ်းမှာဒီတန်ရှင်းရပြန်လာလို့လည်းနည်းနည်းကြည့်ဖို့လည်းလိုရဗျာနော်ဒီကအရင်နေလို့တော့မရတော့နော်ကျောင်းရံသူလည်းပိုးရဖို့အတွက်တော်လေးကြိုးစားနေရတဲ့ဖိုင်းချလို့ကျွန်တော်သုံးသပ်လို့ရကြတယ်ဒီဖိုက်တွေမှာဒီရောင်ကစားအနေနဲ့ကပြန်ကြည့်မယ်ဆိုလို့ရှိရတော့ Quick Share Rule လေးပါလိမ့်တယ်ပြန်ပြီးတော့ဝေပိုင်းလို့ရတယ်ကောင်းရံတဲ့ Super Light ကတော်တော်စနေပြီပေါ်ပါလဲဆက်လို့ရတယ်ပြန်ပြီးတော့ပြတ်သွားရရပြီဗျာနောက်ပါလဲအပါလီပဲပြန်ပြီးတော့ပဲ တော့စူပါလိုက်အနေနဲ့ဘက်ကလေးပြီးသားသေးရတတယ်လုံးနေတဲ့အချိန်မှာဆမ်ရယ်ဒုတိယအချိန်တက်ကြတော့ဆိုတော့ဒီတတယ်ဖိုက်ကတော့လည်းရောပြန်ပြီးတော့ကြောက်အောင်ပဲဒါနဲ့စီဇူးနဲ့တူပဲပလိုက်တစ်သိန်းလုံးကတတယ်ဆော့ပြီး try နေတဲ့ဒါဆိုတော့အဲဒီရော ီတတူသွားလို့ကတော့ရွေး e-sport အနေနဲ့မတွေ့တော့တောင်းရန်အနေနဲ့တော့ကျွန်တော်ဒီနားမှာသူ့ကိုအတွက်တော့သူ့အနေနဲ့ဘာမှပြင်းပြထားဖို့မတော့မရတော့ဘူးเนาะဒီတိုင်းပဲပြေးလိုက်တယ်အင်လာပါနေတဲ့အင်ဂျလာအားလုံးပေါ့ဗျအာလီကင်ကတော့ဒါပေမဲ့အဲ့တိုင်မင်းတော့မရောက်သေးဘူးဗျအာလီကင်ဂျန်ကင်တခုမှနေမြင်မှာဒါရန်ယွန်နေနဲ့ကျွန်တော်ဒါဟီယူတီတောက်လျှောက်ပြေးလိုက်ရတယ်ဗောနော်ဒီအချိန်ဒီမှာသူတို့အနေနဲ့ဒီဖမ်းမေတခုပဲပြန်ပြီးတော့တည်ရတယ်ဆမ်မြူအယ်အနေနဲ့တော့ front liner damage တကယ်လုပ်ပေးဖို့အချိန်ဒီမှာဟီယူတီနှစ်ကောင်ပြေးရတဲ့အတွက်ကြောင့်သူ့ရဲ့ဒီ accident talisman ကို original ကိုပြီးသွားမဲ့အချိန်ကြီးကဒီခါအင်တာရက်ပို့ပြီးတော့နောက်တော့နောက်ကျလာမယ်ဗျာဟိုလည်း performance ဆွဲလ ေပဲနိုင်ပြီးရင်းသေးသေးလို့ကျူးဆွဲကစားလို့ကျူးသားတယ်ဖတ်စလန့်ရှူလေးကတော့ဖတ်က back line အောက်မှာတဖက်ကရှောင်းရမ်းနေတယ်နည်းနည်းလေးသူပြန်ပြီးအန်ဒီလေးများတယ်ကျဲလို့ခေခိုင်ရီရှီဇူသွားပြီးပန်းနေတာလစ်တူဝါနာရာဖြစ်နေရဗျာနော်လုံးဝတော့မရသေးဘူးဗျာဒါပေမဲ့ဟီရိုကျူတဖက်ကလည်း T Pro လာပြီးတော့အသုံးသတ်ပြီးခဲ့တဲ့ damage ကြီးအောက်မှာတော့ Pro Super Light Only Mighty Sword ကတက်ပြီးတော့ရှိနေတယ်နောက်မှာလည်း T Pro တော့ကြောက်တက်တဲ့ခိုင်တော့တစ်ခုမှာ on the screen ရောလောက်ကြီးရောလိုက်ပါလာခဲ့တဲ့နောက်မှာတော့ Hiroki Foreman လောက်ကြီးရော Paladin မှတ်တယ်ပြီးတော့ဥဆောင်ထားလိုက်ပါဘူးဒီကသူကနည်းနည်းအချိန်ဝါလေးနဲ့ချင်းကြောက်လိုက်တဲ့သဘောပြန်တော့ ဆိုလို့ရှင်တော့ဒါတော့ပြတ်တက်ပါတယ်เนาะကျွန်တော်တို့ခံရီတော်မှပိုင်းနေတာပဲရှောင်းရမ်းဆိုလို့ရှင်လန့်သွားတော်တော်လန့်သွားတော့တယ်เนาะဒါပေမဲ့ပိုင်းလိုက်တဲ့အချိန်မှာတော့ walking crutch ကြီးရဲ့ဝင်သွားတာတော့ဒါဖြစ်လေဖြစ်ထားတော့ရှိပါတယ်เนาะတခါလေတော့ဒါခါရီလိုကစားမမျိုးတော်မှာဖန်နီနဲ့ဟလာခရီဘိုင်ဝင်ပိုင်းတာလေးဒါပြတ်တက်တာပဲဆိုတော့တော့ကျွန်တော် Euro Kit ၄កောင်နေတော့ပလာတွေရဲ့အသာစီးတော့ရနေသေးတယ်တစ်ဖက်မှာလည်း ်ရီယိုဘက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့ဒီဟိုကြတာလေးနဲ့များနေပြီနော်အထူးသဖြင့်တော့ဒီဆယ်လူရီအားလီဂိမ်းမှာတအားမောက်သွားတယ်ပြီးတော့ချောင်းရည်နဲ့လေဘန်းဆန်ရနေပါမှုကတစ်ဖက်ကရှီသူနဲ့ဆာလို့ရှိရင်တစ်ဆင့်လောက်ထိသွားပြီးတော့ရှိရဒီယာရီပြေမအီဗန်ဂျီကထပ်ပြီးတော့ OA စစ်ပါပါလာပြီဆိုတော့အားလီကဆိုင်လို့မကောင်းတော့ ဆိုတော့ဒီစီမှာကျွန်တော်အီးမန်ကြီးဖလန်တဲ့ OIC ပြီးရသူတို့အသင်းအတွက်ကတော့ share ပဲပေါ့ဗျာเนาะကျွန်တော် favor နဲ့ပေါင်းမယ်ဆိုလို့ရှိရင်တွေးတက်နှုံးနေရတော်တော်ကြီးကိုမြင်မားမဲ့အချိန်ကြီးဖြစ်သွားပြီအားလုံး angel ပေါင်းမယ်ကျွန်တော်နောက်ပိုင်းကျရင် cherry duty နဲ့ angel ပြန်ပေါင်းမယ်ပေါ့ဗျာအဲဒီခိုင်တဲ့ paladin ဒီနေ့ပြန်တွေ့တော့တယ် rainbow ဘက်ကတော့လက်ရှိမှာတောင်းရရင် family tree ဒီပြန်ရဖို့ပြန်တင်ရတယ်အကန်ကနေလုတ်တယ်ဆိုလို့ရှိရင်လည်းသူတို့ရဲ့ရှိရဲ့အားလေးနဲ့ပြန်ပြီးတော့ကျွန်တော်ဒါထိန်းချောင်းမှုအတွက်ကြိုးစားထားတယ်သူတို့ leader ရဲ့ပြီးသွားမယ်ပေါ့ဗျာ item ၄ကောင်း၄ချောင်းလောက်ပြီးမဲ့အချိန်၃ချောင်းလောက်ပြီးမဲ့အချိန်လောက်ထိဦးတော့သူတို့ပြန်စောင့်မှရမယ်အဲ့ဒီအချိန်မှပဲ face to face တွေပူဆိုင်တာပူကောင်းနေပြီဗျာအေးဆိုတော့တော်တော်လေးပြန်ပြီးတော့ကြည့်ရမယ်အနေထားမျိုးလေး Superback ကတော့သူတစ်ဖက်က position နဲ့ play ရတော့နောက်ကပါလာခဲ့တဲ့ Shizu ရဲ့ question တွေကိုပြန်ကြည့်နေရတဲ့ character တစ်ခုပါတော့ရဲရောဟောလေးဆက်ပြေးဖို့အတွက်ပြန်လည်ရချင်ပြန်နောက်လည်း check view ဒီ event ကိုပြန်သိနာခဲ့တဲ့ character တစ်ခုပါတော့ဖက်ကလည်း feel ရောတယ် friend line only ပဲဘာလိုက်ကိုသွားပြီးတော့ကြည့်နေတယ် no repeat ချင်နေတယ်ဖက်က run e-sport ကပြန်ပြီးတော့ forward တာပူကောင်းနေမယ် glorious purple ကြီး tucking နေပြီးတော့ bat only ပဲ rookie easy လိုက်ချင်နေတဲ့ character ပါတော့သူနည်းနည်းရော 前面有，前方跑来一个，今年年龄有偏大嘞，发啥子呀？Every Flick over，下一个前面有，要跑的，先得注意阿伯，内脏，阿那个里面所有的东西，你要健康，你要开得了口，那我得注意点，不然我前面有困难个，阿伯，阿伯，我想要的那前面有，长得溜，长得溜，前面有，走的也刚刚开始，前面拄哪里个，微微乌呀，那个内脏比你要高，我先那个开得了口，four, three，那个内脏我那个特别有皮呀，比较壮个，先得注意阿伯，内脏，特别有偏轻的个，那我得提防，火不烫，冒味，为什么呢？你那要老气的，阿你讲内脏，老生气啦，那没内脏。 ဖြူရှင်းပြီးတော့ flick ကလည်းပြင်ပြီး forward လောက်ရတယ် final flag ရိုက်တာသေးရင် NL လေးတော့များတယ်နေတာ lemonade နောက်မှရှိနေကြတဲ့ deep pro flick ကလေးသုံးနေရင်ပြင်ပြီးတော့ forward လောက်လာကြပါ parade ကြားထဲမှာ regeneration ပြန်လုံနေရင်းနဲ့ပဲအောင်လဲ first tower တစ်လုံးကတော့စပြီးတော့ကျိုးသွားခဲ့ကြတယ်နော်ပြောမစလို့ရှိရင်တော့ဒီနှစ်ပွဲစဉ်က tower လေးပါလေအော် tower တစ်ချက်စာလေးအကြအေးပဲသူတို့ယူခဲ့တာဒါပေမဲ့ tower ကိုမရခဲ့ဘူးဗျာမမျောဘူးတော့ကောင်းတယ်နော်ကျွန်တော်ဒီအချိန်မှာမဟိုင်းလို့စ5000နဲ့သွားထားတဲ့အချိန်ကဒိုမီနာအိုက်ကြီးလာပြီသူပြင်းကျွန်တော်ဒီ SMR ရဲ့ရရှိတက်မဲ့ကိစ္စကိုသူ့အနေနဲ့အများကြီးဆက်ဆက်ပြီးနိုင်နေပြီဗျာ ဆမ်မူလန်နေနဲ့ကျွန်တော်နှစ်ခါကြာပြီးတော့အချိန်မှာစိတ်တော့မပြေတော့ဘူးနော်။ Oracle တော့ပါလို့ပြန်တော့စောင့်အောင်မယ်။ EAC လိန်နဲ့နှကောင်ချားထဲမှာနောက်အကွာချမှုရှိတယ်။တစ်ဖက်ကအားလို့ဒီလေကျွန်တော် first item ကို Oracle တွားဖို့ပဲကျွန်တော်သာပြင်ဆင်ထားတဲ့ပုံနဲ့ join ဆိုရင်ပြီးွားပြီလား။ ဖရီဟမ်မာတစ်ခွက်မှာတော့ကျွန်တော်သူစီရကျွန်တော်မတ်ဖို့လို့ရှိရင် dash mate တွေ debit damage ထွက်လာမဲ့ channel အောက်မှာ key drop ကခဏဝါချိန်မှာ heater နဲ့အရန်ကြီး effect မဖြစ်ပေမဲ့အားလုံးကန်ရတဲ့အချိန်ဒီမှာတော့ battery initiating လုပ်ဖို့အတွက်လုံလောက်တဲ့အချိန်ဒီမှာတော့ရှိသွားပြီဗျာ။ engine လည်းပါတယ်ဆိုတော့တော်တော်လေးသူ့အနေနဲ့ဒီလိုဒီလိုကောင်းရတယ်ဆိုတော့ဒီချောင်းမျိုးတွေတော့ပြောရမှာ။နော်ဘောလုံးမှာလည်းရှိစုတော်တော်လေးရောနည်းပြပြီးတော့ပြေးခဲ့ချိန်ဒီပေါ့။အဲဆိုတော့တစ်ခါလည်းနောက်မှာလည်းပါလာတဲ့ရှောင်းရံလေတစ်စီးကတော့ပြေးတိုက်ဖို့တော့ကြိုးစားတယ်။ဒါပေမဲ့ Cherokee ဘာညာ 悉尼可以说代表，只能是火爆的家。按照讲呢，变价啦，都无人匹得完了。我是我的，咋讲呢？皮不看物，像我这样的，阿里给你这卡马不比数的，起码。南头，我直接发一点多。有悉尼嘛，亚美数的，你场面里的人，一说报告说，高速没变啦这边。你讲，我弗兰巴尼嘛，就弗兰尼呢，阿罗，你那个巴拉格，嗨罗，斯兰，英格兰，多罗，我中了，就别套路没有，兄弟。 လာတော့ကျွန်တော်တက်တဲ့ဖိုင်လေးပါတော့သွားပြီးတော့ပဲ rookie easy ကမရေးပါအင်းတာအင်ဂျလာလည်းကပူတာဒီ samurai ဘလို့မှခေါင်းတိုးလို့တော့မကြတော့ဘူးဗျာ flicker မရှိတဲ့ time မှာဒီ bro ဝိုင်းဘူကသိတော့မလွယ်တော့ဘူးဗျာတက်တဲ့ဘုံကတော့သိပိုင်နေရင်လည်း platinum နေနဲ့ gain နဲ့မတူးပါတော့ပြန်လဲပြီးတော့အစာကြီးကြလာပြီ number 2k သွားပြီးတော့သွားတယ်အဓိကစောင်းရဲ့ fan base ကလည်းတော်တော်လေးကိုကျင်းလာတဲ့နေသားတစ်ခုပါလေဒီစီးရနေရင်လည်း vision တော့ပြရအောင်ဟုတ်တော်နေချက် flicker နောက်တော့ကြောက်ဆိုပဲ air strike ပြန်သွားတဲ့ ferry နောက်တော့မရှိတော့နေသားတစ်ခုပါ air strike ရတာမှ flicker လေးပြန်ပြီးရတယ်ဗျာ rookie ြန်ပြီးတော့ဂျောင်းသွားကြလို့ protest တွေတော့ later ပြန်သုံးတာနေရင်းနဲ့ပဲ cherry duty ပါပြန်ပြီးတော့ fora သေးရဲ့ဗျာအစီအဝါကိုတောင်းမဒီချင်းလေးတကူကကျွန်တော်တို့ဒါ view ဘက်ကတကောင်းမှမသိဘူးဗျာလက်ရှိအောင်ဟိုရှီလူကပေးလိုက်ရပြီနှစ်ပြုံးကိုကောင်းတယ်ဒါပေမဲ့ပြန်နေနေတော့ကျွန်တော်တို့ဒါပွဲကနေ5မိနစ်ဝင်ချင်းပါပြန်ပေးလိုက်ရတဲ့ video ကြီးက တော့သိတော့သိမှသိရတယ်။ဒါပေမဲ့မင်းမရှိရဲ့ first down တော့တို့သူပြန်ရအောင်ယူထားရပြန်။ Rainwall အလိုက်မှာနေနေဆိုရင်ဒီပင်ခွင့်လိုက်တယ်။ Sensor Air Strike ချက်ချင်းတဲ့အချိန်ရဲ့ Super Light ရဲ့ Jordi အပြောင်းလဲတယ်ပေါ့ဗျာ။ Flicker တထုံးနဲ့ charge လုံးလိုက်တဲ့အရာတကူကလည်းပြန်ပြီးအဆင်ပြေသွားတဲ့အချိန်လို့ပြောရမယ်။ over extended ဖတ်တမျိုးတွေကကျွန်တော်တို့အရင်သွားလို့မရတဲ့အနေအထားမျိုးတွေတော့ပြောရမယ်ကနော်အင်ဂျင်နာနဲ့အားလုံးပေါင်းပြီးတော့မြူးနေရရဆိုတော့ကျွန်တော်တို့ front line မှာနောက်က follow damage ပါမလို့ဆိုရင်တော့သူတို့အနေနဲ့အနေငယ်လေးခက်ခဲသွားနိုင်တဲ့အခြေအနေမျိုးလို့ပြောရမယ် cherry beauty သူနောက်ပိုင်းအဲ့လိုမျိုးဒီ20 damage နဲ့ပါလေးပြန်ပြီးတော့ကြည့်ရမယ်အခြေအနေတော့ cross ဒီကတော့သူ့အနေနဲ့ဒါ collision side time လေးပေါ့လေဒါလေးပဲကျွန်တော်တို့ပြန်ပြီးတော့သွားမယ်အခြေအနေပြကျွန်တော်တို့တော့မလွယ်ဘူးအောက်မှာလည်း later နဲ့ fair ball heavy လေး right time ပြန်ပြီးတော့ပြီးလာတယ်အဓိကလေး army match မှာ paladin တော်တော်လေးတော့ဦးဆောင်ထားတယ်ဒါပေမဲ့လည်း later lower end ဖြစ်နေသေးတယ်လို့ super bad ဒီလေ jury ဲ mage အနေနဲ့ end up ဖြစ်နေခဲ့တဲ့ဆိုတဲ့ချက်တကူကအရန်တော့ပြောရမကောင်းဘူးဗျာဒီ mage တကောင်တာ output damage တွေအရန်များလာခဲ့ပြီဆိုတော့ legacy နဲ့ fire charge တွေမှာပြန်ကျတာကသူတို့ကိုယ်တိုင်ဖြစ်နိုင်တယ်ဟုတ်တယ်เนาะကျွန်တော်အဲ့တော့ဘာလုပ်ကြရမလဲဒီအချိန်မှာဗတေးကတော့မသိလို့ဆိုင်လို့ရတယ်ဗျာဝမ်ဝမ်လည်းဒါ free fan ဖြစ်နေနေတာလုံးဝသူ့ကိုသွားပြီးတော့ကပ်ဖို့ဆိုတော့မလွယ်တော့ဘူး father inside ဒီ parlor man နေဒါပေမဲ့အားလော်ရီ high lorry ရဲ့ count မှုတွေကြားထဲမှာ follow ဒီလဲ position တရားခတ်လာကြဗျာ goal leader ပုံမှာလည်းဝမ်ဝမ်အထိတ်ဆုံးကိုရောက်နေစောင်းရံတော့သူကြားတော့ ပြန်ပြီးတော့ဖန်ရတဲ့အခြေအနေလို့ပြောရမယ်။ဒီကရှီသူတစ်ခါတော့ပြန်သွားခဲ့တာလည်းပါတယ်။ဆေဂျူတီရဲ့နောက်ပိုင်း item 6ခုနဲ့လိုက်ပြစ်မဲ့တိုင်မီကတော့တော်တော်လေး renew အတွက်ကြော်ပြရတော့ခတ်နိုင်တယ်ဗျ။ခုရဲ့စဉ်းစားရမှာတော့ကျွန်တော်ပါလာဒင်အစင်နဲ့ခုနကတော့လိုမျိုးကျွန်တော်တို့ဒါအပြောင်းလဲတွေပေါ့ဗျာ AOE crowd control ရဲ့ဒီရဲ့အချိန်မှာတုံ့ပြန်မှုဘိုင်းဆိုင်ရာကိုပဲပြန်ပြီးတော့စဉ်းစားရမှာပြည်ပြင်လဲပြီးတော့ရရှိဖို့အတွက်လိုအပ်တယ်ဗျာ အဟီရိုကီတွေနဲ့ကျွန်တော်ဒီထားရနေနဲ့ထွက်ရတဲ့ဘိုင်းတွေမှာတန်နေဆိုရင်လည်းလော့ဘတ်တဲ့ဖီးစီမှာဟီရိုကီတွေကပြေးရမယ်ဆိုလို့ရှိရင်အများကြီးကြောင်းလေးဖြစ်သွားနိုင်တယ်ပေါ့နော်။အဲဒါနဲ့ဆန်ဒီဝါကလည်းပုံပြီးတော့မပေးနိုင်ဘူး။ ိတ်သိကန်လုပ်ပေးဖို့အတွက်ဒီ brown နေနဲ့တော့ blind ကြီးကျိုးမှရမယ်ရင်လိုမျိုး samurai ဂျွန်လာရဲ့ဒီ samurai ကိုဖြတ်ဖို့အတွက်အကုန်လုံး wide ကြီးကျိုးစားမယ်ဆိုရင်တော့ spare ကြီးကနေငယ်ကျတို့ဒါ wasting เนาะဖြုံသုံးဖြုံရတော့ကြာသွားနိုင်တယ်ရောပတဲ့ bee မှာတော့ကျတို့ဒါနှစ်သိန်းလုံးနေနဲ့ပြန်လာဆိုင်ဖို့အတွက်ကျိုးစားရပြန်ဒီလိုရရှိသွားတဲ့အသင်းကတော့ဒီတဘောကိုကျွန်တော်ကြိုးကြည့်လို့အများကြီးရရှိမယ်ဟုတ်လည်းနိုင်မယ်ကျတို့ bad awareness line နဲ့ back ကိုတွေ့ပိုင်းမှာအများကြီးအစာကြီးရရှိနိုင်မယ်ဗျာ ။ဟုတ်ကဲ့ကတော့ 1.7k ပဲရရှိနေကြတဲ့ခိုက်တက်မှာတော့တစ်ဖက်က Paladins အနေနဲ့ကလည်းလော့တိတ်ကြောင်းလုပ်ဖို့အတွက်အရင်ကတော့ Candygan မှပြောလို့ရတဲ့ချင်းနေပြီးတော့မဟုတ်ဘူး။နောက်မှလည်းရှောင်းရင်ရည်သရှင်လေးသူရာသင်ရတဲ့ Famous Space ကိုတော့ပြပြဝဝပဲပြန်ရတဲ့ T-Brock Yes Space ကိုတော့သူ Fantastic နဲ့ပြန်ရှင်းတာဝင်ကြည့်ကြတယ်ဒီဒီကောပြီးမိနေတယ်ဘာဒီဆွဲတစ်ဖက်က Backline Energy Impact Damage တော့မှတစ်ဖက်က Shizu နဲ့ Backline Only သွားပြီးရှင်းနေတာ Airstrike Only ဖုန်းစတာမှပါလာတယ် Shadow King နဲ့ Backline တရားရှိမှ T-Brock ပြန်ထွက်ခဲ့ပြီးဆိုတော့ Pathway ပြီးသွားတဲ့ခိုက်တက်မှာ Angle Hunt လည်းမရှိတော့ဘူးကြာဒီကောမှလည်းရှောင်းရင်ပြန်ကြည့်နေကြတဲ့ခိုက်တက်ကလည်းဒီဒီကောပြီးတော့ပြီးနေတယ်ဒီစီမှာ3 money back up inside I'm a true man Tell me I'm in the back line, I'll tell you what you need So I'm going down here, I'm on the side Fall with a me, get a back line down, I'm a rookie ကျတော့တယ်ပြန်ပြရဲဘာဘတူထရယ်တောက်ချောက်ကြတဲ့ကလေးချောက်ဘက်ကိုင်းဒါမေ့ချ်မှာရှိစု no jungle no retreat ပြန်ပြစ်ခဲ့ဆိုပေမဲ့ triple kd ကိုပါဝန်ဝန်ထပ်ပြီးတော့သိမ်းပိုက်ထားနိုင်ခဲ့ပါပြီ hero k တွေကတော့ platinum ဘက်ကနေပြီးတော့ cherry chutty သုံးပေါင်းလောက်ထိကိုပြန်လေပြီးတော့ရောက်သွားနိုင်တယ်ဗျာအဓိကတော့ဒီနေရာမှာ race ကိုသွားခဲ့တာ later လို့ပဲပြောရလိမ့်မယ် later တောက်ချောက်ဆိုလိုပဲ faker လေးနဲ့ကြောင်းပြေးပြီးတော့ရှိစုအဆုံးသက်ပြေးလိုက်တာကတော်တော်လေးကောင်းသွားစေတယ်ဗျာမဟုတ်ရင်တော့ဒီနေရာမှာ lobby ရောက်တော့များတယ်เนาะ sc14 အနေနဲ့ထပ်ပြီးတော့လာမယ့် predator fight ဒီမှာเนาะကျွန်တော်တို့ မရစက်ကျင်တယ်ဆိုတော့သုံးသပ်ပြီးပါဦးဒီကတော့ကျော် flanking လောက်လာမယ်တပောက်ကိုစဉ်းစားဖို့အတွက်လိုအပ်တယ်ပေါ့နော်ဒီဘက်မှာလည်းကျော်ချီ brown ရဲ့ flanking လောက်လာတဲ့ပေါ့နော်အတောင်းက dash ရေးပြေးတိုင်းနေပဲပါရီရှောင်းရောင်ရှင်းတာပဲဗျာ ခုနကတော့ကျွန်တော် dash view finance နဲ့ရိုက်တဲ့တဲမှာလဲကျွန်တော် super bag ကိုရအောင်တွင်းအောင်ရှာထားနိုင်တဲ့အခြေအနေမှာရှိရဲဆိုတော့အပွင့်လေးပြောရခုနကလိုမျိုးကျွန်တော်ဒီ Samuel ဥပ္ပါကိုတွေ့တွေ့နေနေမှာရိုက်နေရမျိုးမဟုတ်ဘဲနဲ့သူကိုယ်တိုင် balance ပြီးသွားနိုင်တယ်ဒီ image ဒီနဲ့တွင်းအတွက်မတွဲဘူးဆိုလို့ရှိရင် cherry duty cross pull tap ပြဖို့အတွက်တကယ်လို့ cross space ကြီးဖန်ပြီးနိုင်တဲ့အခြေအနေတည်းရလို့ပြောရမယ်ဒီလုံးကတော့ paladin အခြေအနေတော့ပြန်ပြီးတော့သိမ့်လိုက်သွားပြီဗျာ 敌国就人类，帕拉雷斯耶，地下有几布拉，地球所以是把古特，本来是代表金，帕拉德帕雷斯，要把电视的拉乌伊，全部巴拉格的风扇，我们的百纳斯本来是代表小乌的比亚尼，比索尔昨天的阿马西祖，卡布约、桑塔塔尼，那这队员们当迪洛、本尼什，帕拉雷斯，突然的盖恩里奥、科桑托安，我们的卡奥斯、多查尼波尔尼，前面有牙齿塔格的杰尼米鲁的皮瓦尼，敌国帕拉雷斯尼的，埃及尼玛，西罗，总共一共五个人，哦，yes，垃圾，垃圾，本杰明嘛，make a clear，when cherry cutie。 ်ကောင်းတယ်เนาะ movement လေးပဲကျွန်တော်သုံးသပ်လိမ့်မယ်ဗျာဒီ bro အနေနဲ့အားလို့ရတဲ့အချိန်မှာ ဘန်ရက်တက်ရှိတော့သုံးဟိုသုံးပြောက်ပါတော်လေးလှတယ်ပေါ့ဗျာအဲ့တော့ဘဲကပတ်စစ်ကြီးရလဲ17မိနစ်မှာပြုတ်သွားခဲ့ပြီအဲ့တော့သုံးရောက်ပဲကာမှုရှိနေတဲ့နေရာမှာသူစဲလို့တောက်ဆော့မချူကေဒီပြဖိုင်နယ်မှာရှောင်းရဲတဲပြီးတော့ down နေ final slam တောက်ဆော့မချူမဲဒီပြရေးလာပြီးတော့ဘဲကစားရမရှိတော့နေတာဆက်မှုရဲတော်ဖောလစ်ဆာမှုပြတ်သုံးနေတယ်ပြန်ပြီးတော့ forward လုပ်နေရကြဒီ bro ဘဲတက်စီပြပြီးတော့သူ inline head drop ပြီးကြားရမှာဒီတော့မလာခင်မှာပဲ hero key တွေကိုယူလာတယ်ဘဲကနောက်ထပ်တော့အလုံးလေးကိုပါပလာနေ သိမ့်မဲ့ဖို့တော့ရှိနေသေးတယ်ဗျဒီချိန်မှာတော့သေတာတော့ all in မဲ့ကောင်တော့ paladin အစ်ကိုပြန်ပြီးတော့ try မှုများတယ် winner crown လည်းပြီးသွားပြီဆိုတော့ကျွန်တော်ဒီချိန်မှာရှောင်းရထွက်လာမယ် time ကိုပြန်ဆောင်အောင်မယ်မီဒီယန်ကကျွန်တော်ဒီ40စက္ကန့်မှာပြန်ထွက်မှာပေါ့နော်ခုလောနဲ့ကျွန်တော် law ကြီးကိုအသေးသေးကြီးမရောက်နိုင်အောင်ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ rainbow ဘက်က defend လုပ်ရပူကောင်းတယ် final set ကျတော့ဒီ broad touch နဲ့ပြတ်တိုက်ရေ super light ပြန်ဝင်လာဖို့ကြိုးစားမယ်ရှင်သူ ပြပိုင်းမလားရှယ်ရိုကင်းနောက်မှာရှယ်ရိုကင်းပြန်ပြီးထွက်လာတယ်ဗျာကျွန်တော်ပြီးသေးဘူးတစ်ခါလည်းဘာလို့ဆိုတော့ထပ်ပြီးကြခဲ့ damage အော်မရှောင်းရအောင်ကလည်း online ကမပေးအောင် damage တော့တစ်ခါ elsewhere လေးစပန်နေတယ်ပြန်ပြေးခဲ့တယ် forest star ပေါ်လေးအော်မ bendy နောက်ဆုံးလိုက်ပြီးတော့ tactic အော် search back line ကိုထပ်ပြီးတော့ take လေးတပ်ပြေးကြခဲ့တယ်တစ်ခါလည်း squad shadow နဲ့ shadow ကြီးအော် snow တက်စီပြန်ပြီးတော့ pay matches တော့မပေးခဲ့ခဲ့တဲ့ Jesus နောက်ဆုံးလိုက်ပါခဲ့တဲ့ခိုက်တယ်ပေါ်တော့2 down 3 for the 5 the situation မှာတော့ paladins ရခွဲတော့လို့ကျူးသွားခဲ့ရင်ပဲဒီ lot advantage ကိုဖြစ်မနေပြန်ပြီးတော့စောက်ဆန်းရမှာဦးမယ်နေရာလုံးကြီးချသွားတဲ့နောက်မှာ9ရောက်3ရောက်ဘယ်လိုမျိုးတစ်ဖက်လက်ပြ ်လေဟုတ်ကဲ့တပြောပြရတယ်တော့မသိတာနောက်ဆက်မစိုးရစီပြတ်သုံးတာလေချယ်ရီကျူတီနောက်တစ်ချက်တော့လည်းလိုက်ရခဲ့တော့ပါတော့တန်တပြောပြရမယ့်အဟက်ကလေးနဲ့ဒီဘရော့ပြပြစေသွားခဲ့တယ်ဗျာ9ရောက်3ရောက်ဆိုတဲ့အားတစ်ခုကိုတော့ real e-sport အနေနဲ့ defense တစ်ခုကိုလုံးပြသွားခဲ့ပြီဗျာ man 4 dash နဲ့ကျော်လက်ထူလိုက်တဲ့အရာတစ်ခုမှာ cherry duty ဘီကတော့ you ကျော်ကိုင်းရောတဲ့အခြေအနေတရမှာရှိရဗျာ rainbow ဘက်ကကျော်ပြန်လာပြီးတော့ minion wave ကိုရှင်းရတယ်အတန်းနိုင်ဆုံး super line နဲ့ဆက်ပြီးတော့ 比上比下比长的，今天嘛，除了别的阶段的嘛，为家白金的敌人，小眼都玩了比上金的，首先刚刚一波下不赢的，今天嘛，前面我的个打路的个技能的那把了，个出门雷达，小把出门我们杰没那个，但个我迅速过来，air drop，然把 over 间的，小杰要来嘛？那个 round is more，那小出门那个法拉迪斯，小杰 o 带 r g i t h 那小杰要开的，那不然那个怪兽那个本来有。 จะรักกันชี้ด้วยน้องกับปลายกินจัตุวิอ่ะมาฟอนเซาวันเดียวกันแอมตับแบบอ่ะมาเชอร์ฟิวตี้ได้ดำเนินยากเองนะวินาครองแก้ยากเองแดมเบิลซีอ่ะมาเชอร์ฟิวตี้แดมเบิลกีครอสวอร์ดเนี่ยเทสระเบ้าแอมตับแบบอ่ะมาชี้ด้วยฟอร์แมนดาวดิวอ่ะปลายกินเซฟไปทายเนี่ยเบสทรีซีรีส์เนี่ยเกมดีโอคอนโซลบูดะทับอยู่จัดลากันบ่บีแต่ในการเช่าเนี่ยเดียวเนี่ยจะฟังมุ่งตัวเป็นลูกมาเราแบบเช่นไหนเนาะพี่อ่ะที่จะมาเล่นดีจะมีทีละทีละเดียวเนี่ยเป็นเชลูกี้จะมีไฟนอลเดียวเนาะมาไม่ใช่เราพี่อ่ะ Game number two, Maro Pladi. နံပါတ်တစ်ခုကိုပြန်လှည့်ပြီးတော့သဲဆောင်နေနေပဲ left champ ရဲ့နောက်ဆုံး left champ gain နဲ့မ 3C ကိုတော့ဆက်လက်ပြီးတော့ call ဆောင်သွားခဲ့ပြီဖြစ်ပါတယ် final left champ ကိုတော့ကျွန်တော်ရောက်ရှိလို့သွားခဲ့ပြီဗျဒီပွဲကတော့ကျွန်တော်ဖလာနေရှင်းအင်ဂျလာ draft ကတော့ကျွန်တော်ရေလောက်တော့ဖြစ်ခဲ့လို့ပြောရမယ်ဒီ pro ရဲ့အားလုံး fine နေဗျာเนาะကျွန်တော်သူသားနေတဲ့ပုံစံအတိုင်းသွားတယ်ဒါတော့မှ rainbow back ကအရှိသမျှအင်အားအကုန်အသုံးချပြီးတော့ကျွန်တော်အားလိုက်နေနေတာတော့မှပြန်သွားခဲ့တဲ့အရာတွေတွေ့ခဲ့ရတာဆိုတော့ game 3ကတော့ဒီထပ်ဖို့ပြီးတော့သူတို့ သူတို့စီမှာရှိရဗျာနောက်ဆုံးတော့ကြံတဲ့ draft တွေအကုန်ထုတ်သုံးမှရမယ်ဟာတကယ်နေဝက်လက်နဲ့အကုန်ထုတ်သုံးမှရမယ်တကယ်တကယ်ရလေကျွန်တော်တို့ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှင်အဓိကဒီ bro ကောင်းကောင်းကြီး front line ကနေမှုင်မှုင်နောက်နိုင်နေဆိုရယ်ပွဲတွေတိုင်းမှာတော့ ဒီဘက်ကကျွန်တော်တို့ Paladins ကတော်တော်လေး lesson ပြနိုင်ခဲ့တယ် performance strategy ဆိုတဲ့အခြေအနေမျိုးလေးတွေရှိတယ် game 1မှာ Ryan Esport ဒီချောက်ကိုကောင်းကောင်းကြီးအသုံးချနိုင်ခဲ့တယ်ပေါ့နော် Deep Red Lane ကိုသူတို့ဖျက်တောက်ခဲ့ပြီးတော့ကောင်းကောင်းကြီးချိုးနိုင်ခဲ့တဲ့အခြေအနေမှာအဆင်ပြေတယ်ဒါပေမဲ့ဒီ game 2မှာတော့အားလုံးတော့က Angela ပါလာခဲ့တဲ့ Hackers Pudin တွေကဒီဘက်ကကျွန်တော် Ryan Esport backline ကိုတော်တော်လေးဖျို့ဖျဲဖြစ်စေခဲ့တဲ့အနေအထားမျိုးလေးတွေပြောရမယ်ကဲဆိုတော့ပြောစရာတော့ဘာမှမရှိတော့ဘူးဗျာ Channel စကားတွေကိုကြားကြည့်ရင်တော့ဘယ်နဲ့ session ကိုသွားပြီးတော့ကြည့်ကြပါဦးဗျာ Channel Passer ကဲလောလောဆယ်ပါတော့1 1ဆိုတဲ့ saturation လေးပါနော်ဘယ်အသင်းကတော့ eliminated ဖြစ်ပြီးတော့ဘယ်အသင်းက play stage ကိုဝင်မလဲဆိုတော့တော်တော်လေးကရင်ခုန်မှုကောင်းတဲ့ game number 3ကိုရောက်ရှိသွားပြီဗျပြောမယ်ဆိုရင် game 2ကတကယ်လုံးဝဟိုမိုက်တဲ့ပွဲတစ်ခုမြင်တွေ့ခဲ့ရပြီးတော့ jabrot နဲ့ဒီတစ်ဖက်မှာလည်း counter smary ဘာထုတ်ထားရဆိုပေမဲ့ platin ကဒီတစ်ခါမှာ immortal နဲ့သွားပြီအားလီတဲ့ဟာ samuel လုံးဝချိုးထားလိုက်တာဒီချိုးထားလိုက်တဲ့နောက်မှာတော်တော်လေး samuel အနေနဲ့လေနော်တကယ်ဒီ initiate ဖို့အတွက်ခက်ခဲရတယ်လို့ဒီပွဲရဲ့အဓိက highlight ပြောရမယ် player အနေနဲ့ကြည့်မယ်ဆိုတော့ tbro ရဲ့အားလို့ပါပဲ ယ်အဓိကတော့သူတို့ပလာရင်နေတဲ့က drug ကိုနည်းနည်းလေးပြန်ပြီးတော့ trick လုပ်လိုက်ရပေါ့နော်အဲတစ်ဖက်ကတော့ aspirator တွေကြိုပြီးယူထားတယ်သူကအဲ heavy